အားလုံးဝမင်္ဂလာပါခင်ဗျာ။ဘောဝေဘာမီဒီယာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနယ်ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ15ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝသအနေနဲ့မိုးသီးထန်စွာရာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ရေကြီးခြင်းအန္တရာယ်သတိပေးချက်များနဲ့ဖြစ်ပေါ်နေတဲ့မုန်တိုင်းအရှိန်ကြောင့်မိုးကြီးနိုင်တဲ့ဒေတာများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မိုးသီထန်စွာရာသွန်းခြင်းကြောင့်မြေရေရှမ်းခြင်းအခြေအနေသတိပေးချက်များနဲ့မြေရေအခြေများကိုပြောပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာယနေ့15ရက်စေလာ2025ရက်နေ့နနက်6:00နာရီခွဲချိန်တိုင်းထွာချိန်ရမြေရေအခြေအနေများကိုတင်ပြပေးလိုက်ပါရယ်ခင်ဗျာမြေကြီးနားမြေရာမနေ့ကညနေကနေ17:00နာရီတွင်နှစ်ပေကျော်ကထက်ကြသွားပါရယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့33.3ဒဂရီဆယ်စီယက်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့15.6ဒဂရီဆယ်စီယက်တို့ပဲဖြစ်ပါရယ် မြစ်ကျဉ်းမြေဟာဆွေရင်မှ1100စင်တီမီတာသို့ရောက်ရှိရန်912စင်တီမီတာ23မီကျော်ကအလိုမှာရောက်ရှိနေပါတယ်။မြေကြီးအတက်ကြပုံမှန်အနေထားကမှရှိပါမယ်။ထူးကပ်မြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ARR မြေအထက်ပိုင်းမှာမိုးအားအသင့်နဲ့ရှိနေပါမယ်။ရံဖန်ရံခါ ARR မြေစုံအထက်ပိုင်းမှာနေရာကွက်ရီမိုးတီထန်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြေကြီးကြဆင်းနေရာမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကားတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ။ AR မြင့်ထပ်ပိုင်းမေခမလေးခမြောင်းဝမ်းဒေတာများမှာမိုးတိတ်အောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။ AR မြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကမ်းနှင်းမြေနှိမ်ဒေတာများနဲ့မြင်းတူကျွတ်များမှာစိုက်ပျိုးလုတ်ကိုင်းနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ AR မြကြီးကိုမိမြို့နေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ခန်းဒီမြေဟာမနေ့ကညနေကနေ12နာရီတွင်တပီကျော်ကန့်ထက်ကြသွားပါရ။မုံရွာမြေဟာ နေ့ကညနေကနေ12နာရီတွင်တလက်မကန်ပြန်တက်လာပါတယ်။ချင်းတွင်းမြေရဲ့အတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ထူးကန်မြေရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ဟောင်းလင်းမြေရဲ့အနေငယ်ထက်တက်နိုင်ပြီးယနေ့နေ့လပိုင်းမှာပြန်လဲကျဆင်းလာနိုင်ပါတယ်။ခန်းဒီဖောင်းပြေမော်လိုက်ကလေးဝမင်းကင်ကဏီနဲ့မုံရမျိုးရဲ့မြေရဲ့မြားဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ERI မြေရဲ့အခြေအနေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗမော်မြေရဲ့အနေငယ်ထက်တက်နိုင်ပြီး ယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ရွှေကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်တက်နေဦးမှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ကတာမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။တီးကြိုင်မြို့မြေဟာအနေငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦးကတာ6မေဘူးမကွေးအောင်လန်းနဲ့ပြည်မျိုးတွေမြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။စိတ်တာမျိုးမြေဟာတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ဟင်္ဒရာမြို့မြေဟာအတက်ကြမရှိရက်တက်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဇလုံမြို့မြေဟာအတက်ကြမရှိရက်တက်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်ခင်ဗျာ။ ERM မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်။ထူးခြားမှုရှိလာရင်ချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးအော်တိုဘောလာ14ရက်နေ့ည9နာရီမှအော်တိုဘောလာ16ရက်နေ့ည9နာရီအထိနောက်9ရက်အတွင်းမြန်မာနိုင်ငံနေရာဒေသအားလုံးမှာမိုးဆက်လက်ရွာသွန်းမှာဖြစ်ပြီး ရရှိနိုင်တဲ့မိုးရေချိန်များကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာမြန်မာနိုင်ငံအနောက်ပိုင်းနဲ့ကမ်းရိုးတန်းဒေသများဖြစ်တဲ့ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာငားရက်အတွင်းမိုးရွာသွန်းနိုင်မှုအများဆုံးပြည်နယ်နဲ့တိုင်းများဖြစ်ပြီးရခိုင်ပြည်နယ်မှာမိုးရေချိန်9.25လက်မချင်းပြည်နယ်မှာ6.7လက်မနဲ့တနင်္သာရီတိုင်းဒေသကြီးမှာ6.6လက်မထိရွာသွန်းရရှိနိုင်ပါတယ်အလဲပိုင်းလွင်မြေဒေသများဖြစ်တဲ့မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးတို့မှာ 9ရက်တွင်မိုးရေချိန်3လက်မမှ4လက်မအထက်ရွာသွန်းရရှိနိုင်ပြီးမိုးသည့်နှင့်ဆက်လက်ရွာနေနိုင်ပါတယ်ခင်ဗျာ။မြောက်အရှေ့မြောက်ဧရိယာများဖြစ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်တို့မှာမိုးနှင်းနေနိုင်ပြီး9ရက်တွင်မိုးရေချိန်2လက်မမှ3လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။မိုးလင်မသာအခြေအနေခံမှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မှာရေကိုးရေကွင်းများဝင်ရောက်လာတဲ့အခြေအနေနဲ့အနောက်တောင်ဘက်သို့လေဆက်လက်စီးဝင်မှုရှိနေသေးတဲ့အခြေအနေများကြောင့်နောက်လာမယ့်9ရက်အတွင်းမိုးဆက်လက်ရွာသွန်းနေနိုင်အောင်မှာဖြစ်ပါတယ်။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းမှာတိမ်အစ်စ်တွေဖြစ်ထွန်းနေပါတယ်ကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနည်းနေပါတယ်ဒီကနေ့မနက်ထိခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့မှာနေရာကျကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါရခင်ဗျာ။ဒီကနေ့မိုးနဲ့ကြိမ်ဒီခမန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျဲ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးခရီးပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပြီးမကွေးတိုင်းဒေသကြီးမှာနေရာကွက်ရွေမိုးကြီးနိုင်ပါတယ်ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာဆလဘေးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် ။ဘကုံးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဘကွေးမြို့မှာတိမ်သစ်နှင့်ဖြစ်ထုံးပြီးမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးရွာပါမယ်။ဟောင်းမလင်းမြို့မှာတိမ်သစ်နှင့်ဖြစ်ထုံးပြီးမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။မုံရွာမြို့မှာတိမ်သစ်နှင့်ဖြစ်ထုံးပြီးမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာတိမ်သစ်နှင့်ဖြစ်ထုံးပြီးမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။လိုက်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖာယံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ဟာခမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှုံမြို့မှာတိမ်တင့်တင့်ဖြစ်ထုံးပြီးမိုးထစ်ချုံရဲ့နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မိုးဒိန်တော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးဒိန်တော်ဖြစ်ထုံးမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ကြုံခြင်းမိုးကြိုးပြစ်ခြင်းလက်ဆီလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်မြေမှာလှိုင်းနှင်းငယ်မှာလှိုင်းသင်းနေရှိပါမယ်လှိုင်းမြေမှာမြမကဲဝန်းနဲ့တလျှောက်နဲ့ကဲလုံပင်လယ်မြေတို့မှာလေးပေမှာ၆ပေကန်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့မြမနိုင်ငံတောင်ပိုင်းဒေသများမှာထိချုံ့မဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ် နေပြည်တော်နဲ့အနီးတစ်အတွက်မနေ့ပြန်မိုးတဲ့ကြိမ်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရောမဲရွာရရာနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတွက်အတွက်မနေ့ပြန်မိုးတဲ့ကြိမ်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရောပါမဲရွာရရာနှုံးပြဖြစ်ပါတယ်။ဗန္ဒလေးမြို့နယ်နေတွက်အတွက်မနေ့ပြန်မိုးတဲ့ကြိမ်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရောပါမဲရွာရရာနှုံး80ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဗကုတိုင်းဒေသကြီးအတွင်းအော်တိုဘားလာ14ရက်နေ့မှအော်တိုဘားလာ20ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ တောင်တရုတ်ပင်လယ်ဘင်္ဂလားပင်လယ်အော်နဲ့အာရေဗျပင်လယ်တို့မှာဖြစ်ပေါ်နေတဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဖိလစ်ပိုင်နိုင်ငံအရှိဘက်ဖက်စိဘိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနဲ့မြောက်ပိုင်းကိုချင်းကပ်လာစဉ်အကောင်းသောပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်ယနေ့ရရှိတဲ့ကြုံတင်ခံမှန်းလမ်းကြောင်းအတိုင်းဆက်လက်ရွေ့လျားလာပါကအော်တိုဘလ16ရက်နေ့ညပိုင်းမှာတိုင်ဖုန်းမုန်တိုင်းဖြစ်တောင်တရုတ်ပင်လယ်အတွင်းသို့ဝေရောက်လာနိုင်ကြောင်း ICON model ကြိုတင်ခန့်မှန်းချက်နဲ့ ECMWF စူပေါင်း model များရဲ့ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရတာကြောင့်မိုးလွန်ကာလမိုးအခါလမိုးဖြတ်မိုးများ၏အန္တရာယ်ရှိနိုင်တဲ့အတွက်အထူးသတိပြုစောင့်ကြည့်ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းအာရေဗျပင်လယ်အတွင်းမှာလေပြင်းနဲ့ရံဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးလေပြင်းနဲ့ရံဝန်ကြောင့်အရှိလေစီးကြောင်းပုံမိုးအားကောင်းလာနိုင်ကအနောက်ဘက်သို့ရွေ့ရှားလာနိုင်ခြင်းကိုပုံမိုးအားပေးနိုင်တာကြောင့် အာရေဗျပင်လယ်ကလေဖျားနဲ့ရံဝန်အခြေအနေကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအလဲပိုင်းဒေတာများမှဆက်လက်ဆုတ်ခွာလျက်ရှိတဲ့အနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံမှာအော်တိုဘာလ15ရက်နေ့နောက်ပိုင်းမှာအပြီးသက်ဆုတ်ခွာနိုင်မယ်လို့ခန့်မှန်းရပြီးအိန္ဒိယမိုလဝိသဌာန IMD ခန့်မှန်းချက်အရနောက်လာမယ့်ရက်ပိုင်းတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှမုတ်တုံစတင်ဆုတ်ခွာနိုင်ကြောင်းခန့်မှန်းထားတာကိုအော်တိုဘာလ17ရက်နေ့မှာ IMD ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်ခင်ဗျာ။ အဲ့ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာမိုးအနှဲငယ်မှမိုးအထစ်နဲ့ဆက်လက်ရွာသွန်းနိုင်အောင်မှာဖြစ်ပြီးအော်တိုဘားလ22ရက်နေ့ကျော်လွန်ပြီးမှသာမိုးအားလျော်နှဲလာနိုင်မှာဖြစ်ပါတယ်။ပဲခူးတိုင်းတွင်မြို့နယ်အချို့ရဲ့9ရက်တွင်မိုးရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်များကတော့ပဲခူးတိုင်းတွင်မှာယခုတစ်ပတ်အတွင်း9ရက်မိုးရေချိန်အနည်းဆုံး1.2လက်မှပြည်မြို့နယ်9ရက်တွင်မိုးရေချိန်အများဆုံး5.2လက်မှရွှေချင်းမြို့တွင်မှာရွာသွန်းရရှိနိုင်ကြောင်းတွေ့ရပါတယ်။ ဘကိုးတိုင်းရှေချမ်းနဲ့ကရင်ပြည်နယ်နေဆက်တောင်ကျောပေါ်များမှာမိုးဆက်လက်များနေနိုင်တာကြောင့်စစ်တောင်းမြုံဝမ်းတခြားမြို့နယ်ခရိုင်တွေအတွင်းမှာမြေကမ်းဘေးအနေပိုင်းရပ်ကွက်တွေအနေပိုင်းလယ်ကွင်းတွေစိုက်ပျိုးမြေတွေမှာရေလွှမ်းမိုးနိုင်မဲ့အန္တရာယ်ဆက်ရှိနေနိုင်ပါတယ်။ဘကိုးတိုင်းရှေချမ်းမှာခုနှစ်ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့ဘကိုးတိုင်းအနောက်ချမ်းမှာရွာသွန်းရရှိနိုင်မဲ့မိုးရေချိန်နဲ့တက်လက်မကန်ပိုများနေစေဖြစ်ပါတယ်။ဘကိုးတိုင်းရှေချမ်းကအေရီမြစ်အပါအဝင်မြေကြီးများဆက်လက်ကျဆင်းနေနိုင်တာကြောင့် လွန်ခဲ့တဲ့မြေကြီးနိုင်မဲ့အခြေအနေဖြစ်ပေါ်မှုမရှိနိုင်တော့ပါအနေပိုင်းရိုက်ကွက်လယ်မြေများရေလွှမ်းမိုးနိုင်ခြေကိုတော့ဆက်လက်သတိထားရမှာဖြစ်ပါတယ်ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးမှာအော်တိုဘာလ24ရက်နေ့မှာစတင်ပြီးမိုးလေကင်းစင်ပြီးနေသားမဲ့ရေများဖြစ်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့နေရပြီဖြစ်ပါတယ်အပူချိန်လေတိုင်းနှုန်းလေဒုဆူတိုင်းစားနဲ့လေဒုညဉ့်ဉန်းမှုအခြေအနေများပကိုးတိုင်းဒေသကြီးတစ်ခုလုံးမှာအမြင့်ဆုံးနေ့အပူချိန်32ဒီဂရီဆယ်စီယံနဲ့အနည်းဆုံးညအပူချိန်23ဒီဂရီဆယ်စီယံရှိနိုင်တာ ခန်းစားရမယ့်အပူချိန်40ဒီဂရီဆယ်ဆီယက်အထိရှိလာနိုင်ပါတယ်။လေထုဆိုတိုင်းသာအနေနဲ့နေ့လယ်နေခင်းအချိန်များနဲ့နံနက်ခင်းညနေညအချိန်တွေမှာများစွာကောက်ဟမှုမရှိဘဲ90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။လေထုညဉ့်ဉျေးမှုအညုံကိန်း AGI level ဟာပဲခူးတိုင်းတစ်ခုလုံးမှာ90ဝန်းကျင်ကန်တာရှိနိုင်ပြီးအန္တရာယ်ရှိနိုင်တဲ့အခြေအနေမဟုတ်ပါ။ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းမုံတမပင်လယ်ကွေ့အတွင်းလှိုင်းအမြင့်ဆုံးမှာတပေကန်တာရှိနိုင်ပြီးယခုတစ်ပတ်အတွင်းအရှိအရှိတောင်ပိုင်းအရက်များမှာလေတိုင်နှုန်းဟာ တနအီကို10မိုင်ခန့်နဲ့မောက်ဓမခွေတွင်လေးတိုင်နှုံးအမြင့်ဆုံးတနအီလင်း15မိုင်ခန့်ရှိနိုင်ပါ रे ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ